Ho, ho ho Merry Christmas! ကျွန်တော်အတွေ့အကြုံအရစီချဝေးချနေတဲ့အချိန်မှာစံထွက်ဂျုံထွက်တွေကိုလုံးဝမဖြတ်လိုက်တာပိုကောင်းတာကိုတွေ့ရပါတယ်။ဓမင်းလိုမျိုးကစီတက်တွေကိုလုံးဝဖြတ်လိုက်တဲ့ခါကျရင်အရင်ဆုံးခြံစားရတာကကို့မှာအားမရှိတော့ဘူး။ဒီချိန်ကလှုပ်ဖို့အတွက်အားမရှိတော့ဘူး။တည့်တည့်သွားလာဖို့အတွက်အားမရှိတော့ဘူး။ပူဆိုးတာကဒီအစားစာတွေပိုပြီးတော့မှစားချင်စိတ်တွေများလာတယ်။ဒါကြောင့်ကိုကလေ့ကျင့်ခဲ့လုပ်တဲ့လူဆိုရင်အနည်းဆုံးတည့်ရက်ကိုတက်တက်လောက်ပေါ့နော်။လေ့ကျင့်ခဲ့လုပ်ခါနီးဖြစ်ဖြစ်လေ့ကျင့်ခဲ့လုပ်ပြီးသွားတဲ့အချိန်မှာဖြစ်ဖြစ်ကစီတက်လေးတွေကိုထည့်ပြီးတော့မှစားပေးတာကရေရှည်မှာပိုပြီးတော့မှအကျိုးရှိအောင်တွေ့ရပါတယ်။ ဝေးချရလူတွေနဲ့ကိုယ့်ရဲ့ကြွက်သားတွေကိုတန်မာအောင်လို့ကြီးထွားအောင်လို့လည်းစူးစမ်းတင်ပါတယ်။ဝေးချဖို့ခန္ဓာကိုယ်လှဖို့အတွက်တင်မဟုတ်ပါဘူး။ဒီခန္ဓာကိုယ်ကိုကိုအသက်ကြီးရွားတဲ့ခါကျရင်လည်းကိုစိတ်သွားတိုင်းကိုပါနိုင်ဖို့အတွက်ခုပတဲ့ကအလေးချင်းလေးဖြစ်သွားအောင်ပြောဆောင်တင်တာပါ။ကလေးနဲ့လေးချင်းအားဖြင့်အသက်ကြီးတဲ့ချိန်မှာထောက်ကူပြုယုံနေမကဘူး။အခုချိန်မှာလည်းအစီချဖို့ဆိုလည်းထောက်ကူပြုမှဖြစ်ပါတယ်။ဝေးချနေတဲ့အချိန်မှာအလေးနဲ့လေးချင်းဖို့ကိုမမေ့ပါနဲ့။ ြင်းပြင်းထန်ထန်လှုပ်ဖို့မလိုပုံမှန်လေးလုပ်နေဖို့ပဲလိုတယ်အများစုကတရက်နှစ်ရက်လောက်ကိုကိုစိတ်အားသက်ကြွနေတုန်းကိုအင်းတိုက်အားတိုက်ညှင်းထန်လုပ်လိုက်တယ်ဒီပြင်းထန်မှုကြောင့်ကိုကခန္ဓာကိုယ်ကနာကျင်သွားတဲ့ခါကျရင်နောက်ကျရင်ကိုရည်ရှည်မလုပ်နိုင်တော့နားရတဲ့ခါကျနားလိုက်တဲ့အချင်းပြတ်သွားတယ်ဒါကြောင့်မလို့အရင်ဆုံးပို့ပေါ်လေးကိုပဲစလုပ်ပါဒါလေးကိုပဲပုံမှန်လေးမပြတ်မကွက်နဲ့လှုပ်သွားနိုင်ဖို့ကြိုးစားကြည့်ပါဒီလိုမြင်ကြည့်ပါလူတစ်ယောက်က၃လရက်ကိုပြင်းထန်အောင်လုပ်တယ်ပြီးတော့သူနားလိုက်တဲ့အချင်းပြတ်သွားတယ်ဆိုတဲ့လူနဲ့တရက်ကိုနာရီဝက်လောက်ပို့ပါလေးကိုပဲတလားနလားလောက် ဇလိုက်ပြုတ်လို့သွားတဲ့လူနဲ့ဆိုရင်ပေါပေါနဲ့ဇလိုက်ပြုတ်လို့သွားတဲ့သူကပိုပြီးတော့မှရက်လက်ကောင်းတာတွေ့ရပါတယ်။ဒါကြောင့်မလို့ကိုကိုကိုပြင်းထန်ထန်လောက်ရမယ်ဆိုပြီးတော့မှ pressure ပေးစရာမလိုပါဘူး။အရင်ပြင်းထန်လုံးအားကြီးသွားရဆိုရင်ဒီချိန်ကလောက်ရတော့မိတ်ဆွေကြိုက်မှာမဟုတ်ပါဘူး။ကိုပြောရင်တော့အနေစတဲ့ဖို့လိုပါတယ်။ဝိချနေတဲ့အချိန်မှာ intermittent fasting ကိုလည်းထည့်လုပ်ပေးပါ ။ဒီနေ့ကတစစစားနေမဲ့စားကိုစားတဲ့အချိန်ကို limit လုပ်ပေးပါ။ဥပမာမနက်9:00နာရီနဲ့3:00နာရီအဲ့ဒီပဲစားရလို့မျိုးတခြားချိန်ပါမစားတော့ဘူး။ဒါမှမဟုတ်နေ့လယ်12:00နာရီနေ့မှညနေ6:00နာရီလောက်အတွင်းပဲကွာစားတယ်တခြားချိန်လုံးဝမစားတော့ဘူး။ကျွန်တော်တို့မြန်မာလူမျိုးတွေဆိုရင်လည်းဥကုန်းဆောက်တယ်လို့လည်းပြီးသားကြပါရစေ။12:00နာရီနောက်ပိုင်းဆိုရင်ဘာမှမစားတော့ဘူးလို့မျိုး။အခုလိုကိုမစားတဲ့အချိန်ကိုကန့်တတ်ခြင်းအဖြစ်ခန္ဓာကိုယ်ကနေမှ insulin ထွက်ရှိမှုပမာဏကို limit လုပ်ထားဖြစ်တဲ့ကြောင့်မလို့ဒီကြဖို့ခန္ဓာကိုယ်ကနေမှ ICU သုံးဖို့အတွက်သုံးအပြရရောက်ပါတယ်။ဝေးချနေတဲ့အချိန်မှာ intermittent fasting ထည့်လုပ်ပါ။ ဝေးချနေတဲ့အချိန်မှာအေးရေးကိုဝအောင်အိတ်ဖို့အရေးကြီးတယ်လေလာစမ်းတမ်းမှုတွေအရာအေးရေးပြတ်တဲ့သူနဲ့အေးရေးဝအောင်အိတ်တဲ့သူနှစ်ယောက်ကြားမှာဆိုရင်ချိန်ကြာလာတဲ့မြတ်အေးရေးပြတ်တဲ့သူကစီပိုတက်တာပြရတယ်တက်တဲ့ခါကျရင်လည်းအစီတောင်မှမြင်သားရဲ့ bike စီတယ်မဟုတ်ဘဲနဲ့ကျမ်းမာရေးကိုထိခိုက်စေတဲ့ကိုရင်းအစီတွေများစွာပူပြီးတက်တာတွေ့ရပါတယ်ဒါကြောင့်အေးရေးပြတ်တယ်ဆိုရင်ကိုယ်ခန္ဓာကိုယ်အလှပပြင့်အောင်နေမဟုတ်ပါဘူးကျမ်းမာရေးပါထိခိုက်လာမှာဖြစ်ပါတယ်ဒါကြောင့်အေးရေးကိုဝအောင်အိတ်ပါ perfect ဖြစ်ဖို့အချိန်ကိုမဆောင်ပါနဲ့ခုချက်ချင်းစလုပ်ပါအများစုကဝေးချတော့မယ်ကျမကြီးလိုက်စားတော့မယ်ဆိုရင်ဘာဖြစ်မှဘယ်တော့မှဆိုရတော့မှအချိန်လေးကန့်သက်ထားတတ်ကြပါတယ်တကယ်လက်တွေ့ရကျတော့ခုအခုကိုစားတော့မယ်တနက်မှာပူကောင်းအောင်စားတော့ကိုရွေးချက်လိုက်ပါအခုရတဲ့5မိနစ်လေးကိုလမ်းလျှောက်လိုက်ပါဒါဆိုရင်ကိုစလို့ရနေပြီဒီကနေမှ gradually တစင်ချင်းစီကိုယ့်ရဲ့အကျင့်နေရာပို့ပို့ပြီးတော့မှတိုးတက်လာမှပြောင်းလဲလာမှဖြစ်ပါတယ် perfect ဖြစ်မဲ့အချိန်ကိုစောင့်နေဆိုရင်မိတ်ဆွေဘယ်တော့မှစဖြစ်မှာမဟုတ်ပါဘူးဒါကြောင့်မလို့အခုစတတ်ဖို့အရေးကြီးပါတယ် ဝိတ်ကြီးပဲချိန်နေပါနဲ့ခန္ဓာကိုယ်အတိုင်းကိုအဓိကအတိုင်းပါကိုယ်ခန္ဓာကိုယ်ကအစီအကျသွားတဲ့ခါကျရင်ခါရီတေးလိုက်ခါကျဒီအတိုင်းမှာလာပြီးတော့မှပြပါလိမ့်မယ်ဒီအတိုင်းရဲ့ပြောင်းလဲမှုကကိုယ့်ကျန်းမာရေးကိုပို့ပြီးတော့မှအထောက်အပံ့ပြုပါမယ်ဗိုက်စီတွေမကြဘဲနဲ့ကိုယ်ကဝိတ်တွေကြီးကျသွားတယ်ဆိုရင်လည်းကိုယ့်ကျန်းမာရေးကိုအထောက်အပံ့ပြုမှာမဟုတ်ပါဘူးအကြောင်းလို့အတိုင်းအတိုင်းဖို့လည်းမမေ့ပါနဲ့ကိုကိုကိုပိန်မိသားလူတယောက်လို့လှပိသားလူတယောက်လို့မြင်အောင်ကြည့်ပါ အများစုဖြစ်တဲ့နာကကိုကိုအမှန်ထဲမှာကြည်တယ်ကြည့်တဲ့ခါကျရင်ကိုယ့်ရဲ့လက်ရှိခန္ဓာကိုယ်ပဲပြင်းပြင်းမြင်ပြီးတော့မှဒီခန္ဓာကိုယ်ကနေမှငါမပြောင်းနိုင်တော့ဘူးပဲကိုကိုကိုလည်းဒီလိုပုံစံမြင်တာများတော့အတွင်းစိတ်ထဲမှာကိုကဒီလိုပုံစံပါလားဆိုပြီးတော့မှကိုကိုကိုမသိမသားလက်ခံလိုက်တာများပါတယ်ကိုကတကယ်လို့နည်းနည်းပိန်သွားပြီဆိုရင်တောင်မှကိုကိုနေလို့ထဲလို့မကောင်းဘူးလို့ပေါ့နော်အကြောင်းမလို့မှန်ထဲမှာခဏခဏကြည့်မဲ့စာမျက်စိမိတ်မျက်စိမိတ်ပြီးတော့မှကိုကိုကိုပိန်သွားတဲ့ပုံလှသွားတဲ့ပုံကိုအရင်ဆုံးမြင်အောင်ကြည့်ဖို့လိုပါတယ်ကိုမြင်မှပဲကိုရအောင်လုပ်နိုင်ပါမယ် ကျွန်တော်တင်တဲ့မှာဆိုရင်တင်တဲ့သားတွေကျွန်တော်အများနဲ့ပြောပါတယ်မုံလုံးရေပေါ်စိတ်ထားပါလို့မုံလုံးရေပေါ်ဆိုတာကပေါ်လာလိုက်ပျောက်သွားလိုက်ပေါ်လာလိုက်ပျောက်သွားလိုက်နဲ့ပေါ့နော်တချို့ကတပတ်လောက်ကိုအင်းလိုက်အားလိုက်နဲ့လာပြီးကြိုးစားပြရတယ်ပြီးတော့လုံးဝဆုံးဆုံးမြုပ်သွားတယ်ပြန်ပေါ်မလာတော့အဲ့လိုလူတဲ့စာရင်တပတ်ကို၂ရက်လောက်တော့ပေါ်လာတယ်ပျောက်သွားတယ်နောက်တစ်ပတ်နေတော့၂ရက်လောက်ပြန်ပေါ်လာတယ်အဲ့လိုတစ်လနှစ်လလောက်ပုံပုံသေးလေးပေါ့လေပေါ်လိုက်ပျောက်လိုက်လို့သွားတဲ့လူကပုံပြီးတော့မှ ရောင်းလဲနိုင်တာကျမ်းမာရေးအကျိုးကျေးဇူးရှိတာပို့ပြီးတော့မှတွေ့ရပါတယ်။အောင်မြင်မှုလမ်းကြောင်းပေါ်သွားတဲ့ချိန်မှာခိုင်းချင်ကျွန်တော်တို့လမ်းလွဲလွဲသွားတတ်ပါတယ်။ဒီချိန်မှာအောင်မြင်တဲ့လူနဲ့ရှုံးတဲ့သူကဘာကွာသွားလဲပြောမယ်စေ။အောင်မြင်တဲ့လူတွေကလမ်းလွဲသွားလဲလမ်းပေါ်ပြန်ပြန်ပြီးတက်ပြီးတော့မှပြန်ပြန်လောက်ကြပါတယ်။ရှုံးနေသွားတဲ့လူကတစ်ခေါက်သူတို့ကလွတ်သွားပြီးရှုံးသွားပြီးဆိုရင်ကိုမဖြစ်နိုင်တော့ဘူးလို့မြင်ပြီးတော့မှရက်လိုက်ကြပါပါတယ်။အဲ့လိုပဲကိုဝိတ်ချရတဲ့ခါကျရင်ကိုကျမ်းမာရေးလိုက်စားတဲ့ခါကျရင်တခါလေးပြက်မိသွားတာနဲ့ကိုကဘာမှမဟုတ်တော့ပါဘူးလို့မတွေးပါနဲ့ ပြန်ပြီးတော့မှရောက်တဲ့နေရာနေပြန်စပါဒီလိုပြန်ပြန်ပြီးစတဲ့သွားရယ်ဆိုရင်ကိုမိတ်ဆွေအများကြီးတိုးတက်သွားပါပြီ